ီနှစ်ခေတ်နောက်တန်းခံစစ်မှုတွေဟာသူတို့ခေတ်ကလောက်မကောင်းဘူးလို့မန်ယူနဲ့အင်္ဂလန်ကစားသမားဟောင်းရွန်နီကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အကစားလောကမှာငင်းပွားစရာအကောင်းဆုံးမေးခွန်းတစ်ခုကိုဝိုင်းရွန်နီက BBC ရဲ့ဝိုင်းရွန်နီ show podcast အစီအစဉ်မှာထုတ်ဖော်ပြောဆိုလိုက်တာပါ။ဒီနှစ်ခေတ်ခေတ်သက်ဖို့ခံစစ်မှုတွေဟာငါတို့ခေတ်ကလောက်လုံးဝမကောင်းဘူး။ဒီစကားဟာဒီကနေ့ဘောလုံးလောကကိုလှုပ်ခတ်သွားစေလောက်ပါတယ်။မန်ယူနဲ့အင်္ဂလန်အသင်းရဲ့ဂန်ဝင်တိုက်စစ်မှုတို့အနေနဲ့သူကဘလို့ကာကွယ်မှုမျိုးတွေ ်ခံစစ်ကစားရတယ်နဲ့ရင်ဆိုင်ခဲ့ရလို့ဒီလိုပြောရတာလေရွန်နီရိုခစ်ကထိတ်တန်းနောက်ခံလူတွေဖြစ်တဲ့ဂျွန်တယ်ရီပေါ်လောမာဒီနီနဲ့နက်စတာတို့လိုခံစစ်မှုတွေရဲ့အချိန်ဝါကဒီကနေ့ခံစစ်ကစားတဲ့နောက်ခံကစားသမားတွေနဲ့ဘာတွေကြွားချနေတာလဲပရီးမီးယားလိရဲ့လက်ရှိအကောင်းဆုံးခံစစ်အတွဲလို့ရွန်နီကိုယ်တိုင်သတ်မှတ်ထားတဲ့ဆာလီဘာနဲ့ဂါဘရီယယ်ကိုတောင်မှသူကဘာကြောင့်အထင်မကြီးရတာလဲဒီကနေ့မှာတော့ရွန်နီရဲ့အတွင်းကြကြသုံးသက်ချက်တွေသူရင်ဆိုင်ခဲ့ရတဲ့ထိတ်တန်းခံစစ်မှု၅ဦးဆိုရင်းနဲ့ ဒီနေ့ခေတ်ဘောလုံးပွဲတွေမှာခန်းစစ်ပိုင်းဘာကြောင့်ပြောင်းလဲသွားလဲဆိုတာကိုအသေးစိတ်ဖော်ပြသေးသွားမှာပဲဖြစ်ပါတယ်။ဝိန်းရွန်းနီဟာ professional ဘောလုံးသမားဘဝ6နှစ်တာကာလအတွင်းမှာကမ္ဘာအဆင့်မီခန်းစစ်မှုပေါင်းများစွာနဲ့ရင်ဆိုင်ခဲ့ဖို့သူပါ။ဒါကြောင့်မဲသူဟာ BBC ရဲ့ pocket season Rainy Show မှာဒီနေ့ခေတ်ဘောခန်းစစ်မှုတွေဟာငါတို့ကစားသမားဘဝတုန်းကရင်ဆိုင်ခဲ့ရတဲ့လူတွေနဲ့လုံးဝကိုမနှိုင်းယှဉ်နိုင်ဘူးလို့အတိအလင်းပြောခဲ့တာဟာလေးနက်ထားစရာပါပဲ။ သူဟာလက်ရှိပရီးမီးယားလိမှာအာဆင်နယ်အသင်းရဲ့ဝီလီယံဆာလီဗာနဲ့ဂါဘရီယယ်အတွဲကိုအကောင်းဆုံးအဖြစ်ရွေးချယ်ခဲ့ပါတယ်။သူတို့ရဲ့ညီညွတ်မှုဥစားမှုနဲ့အချင်းချင်းစကားပြောဆိုမှုတွေကအားသာချက်လို့ဆိုပါတယ်။ဒါပေမဲ့ရိုနီကသူတို့နှစ်ယောက်ကိုသူတို့ခက်ကခံစင်မှုတွေနဲ့တော့အဆင့်တူမတတ်မှတ်နိုင်ဘူးလို့ထပ်မံပြစ်ဆွတ်ခဲ့ပါတယ်။ဆာလီဗာကိုအာဆင်နယ်ကဆက်ထိန်ထားနိုင်တာဟာနီးပြအာတီတာအတွက်ကြီးမားတဲ့အောင်မြင်မှုဖြစ်ကြောင်းလည်းရိုနီကချီးကျူးခဲ့ပါသေးတယ်။ရိုနီရဲ့ပေါက်ကက်အစီအစဉ်နောက်ဆုံးထွက်ရှိထားတဲ့အပိုင်းမှာ သူရင်ဆိုင်ခဲ့မှုတဲ့အကောင်းဆုံးခံစမှု၅ဦးစည်းရင်းကိုလည်းသူကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။သူရဲ့အဆိုအရအသင်းပေါ်တွေဖြစ်တဲ့ Rio Ferdinand နဲ့ Nemanja Bidic တို့ကိုတော့အခုပြောတဲ့ပြိုင်ဘက်ခံစားကစားသမားစည်းရင်းမှာမထည့်သွင်းထားပေမဲ့သူတို့နှစ်ယောက်ကတော့သူရဲ့အကောင်းဆုံးနောက်ခံလူစည်းရင်းထဲမှာထိတ်တန်း၅ဦးစည်းရင်းဝင်တယ်လို့တော့ထုတ်ဖော်ကြေညာလိုက်ပါတယ်။ Rooney ရဲ့ရင်ဆိုင်ရအခက်ဆုံးနောက်ခံလူ၅ဦးစည်းရင်းရဲ့နံပါတ်၅နေရာမှာတော့ AC Milan အသင်းနဲ့အတူ2003နဲ့2009ခုနှစ်တို့မှာချန်ပီယံလိနှစ်ကြိမ်နဲ့ စီးရီးယားချန်ပီယံဆုတွေလည်းရရှိမှုတဲ့ AC Milan အသင်းရဲ့နောက်ခံလူ Nesta ပါ။ Nesta ဟာအရန်ကိုထပ်မြက်ပြီးတော့သူ့လုံ့မြောက်ကိုထိန်းချုပ်ထားနိုင်တဲ့သူပါ။2009ခုနှစ်ကချန်ပီယံလိပွဲစဉ်အဖြစ် AC Milan နဲ့ရင်ဆိုင်ခဲ့ရတဲ့ပထမအကြော့ Old Trafford ကိုင်းတဲ့ကပွဲမှာဆိုရင်ပွဲစပြီးတော့တိတ်မကြဘူးကျွန်တော်နောက်ကနေ Nesta ရဲ့အသက်ရှူတဲ့ပြင်းပြင်းကိုကြားခဲ့ရလို့ငါတော့သူ့ကိုအေးအေးဆေးဆေးဖြတ်ကျော်လို့ရပြီ။သူမိနစ်60အထိတောင်းခံနိုင်မှာမဟုတ်ဘူးလို့ထင်ခဲ့ပေမဲ့သူကတော့မိနစ်60အထိတောင်းခံကစားသွားနိုင်ခဲ့ပါလေ။ ဒါပေမဲ့အိုက်ဘွဲရဲ့နောက်ဆုံးမိနစ်မှာကျွန်တော်ဂိုးသွင်းနိုင်ခဲ့တာကြောင့် United ဟာ3-2ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒုတိယအကြော AC Milan သင်းရံကွင်း San Siro မှာကစားတဲ့အခါမှာတော့ Nesta ဟာလုံးဝအခြားကစားသမားတစ်ယောက်လိုပြောင်းလဲသွားပြီးတော့ပထမအကြော်တုန်းကလိုအသက်ပြင်းပြင်းရှူပြီးမောပန်းနေပုံမရတော့ဘဲနဲ့ AC Milan အသင်းကလည်း Man U အသင်းကို3-2ဂိုးမရှိတဲ့အနိုင်ယူပြီးတော့ Man U အသင်းအတွက်သင်ခန်းစာကြီးတစ်ခုရစေခဲ့တယ်လို့ဆိုနိုင်ပါတယ်။နံပါတ်၄နေရာမှာတော့ Chelsea သင်းရံနဲ့ Portugal ရဲ့နောက်ခံကစားသမား Gabriel ဟိုပါ John Terry ရဲ့အရေးအောက်မှာရှိနေပေမဲ့ ဒါပဲဟိုပါ Chelsea ရဲ့2004 2005 Premier League ဆန်းချိန်တွေခန်းစစ်ပိုင်းရဲ့အဓိကအစိတ်ပိုင်းတစ်ခုပါပဲ Rooney ကသူဟာရင်ဆိုင်ရခက်ခဲတဲ့လူဥဆောင်မှုလည်းကောင်းတယ်ညံကောင်းသူလို့ဖော်ပြပြီးတော့လူနဲ့ရင်ဆိုင်ခဲ့မှုတဲ့နောက်တန်းခန်းစစ်ကစားသမားတွေကလိုင်ဘက်ကိုလွှမ်းမိုးထားနိုင်ပြီးတော့တိုက်စစ်ဆင်ရခက်အောင်လှုပ်ဆောင်နိုင်တဲ့ကြမ်းတမ်းပြီးတော့ညံပါတဲ့ကစားသမားစင်းရင်မှာကာပယ်ကိုတယောက်လည်းပါဝင်နေတယ်လို့ဆိုပါတယ်နံပါတ်3နေရာမှာတော့ AC Milan တင်းရဲ့ဂန်ဒဝင်ကစားသမားပေါ်လိုမာတီနီပါမာတီနီကိုရူနီကဂန်ဒဝင်ကစားသမားလို့သတ်မှတ်ပြီးတော့ ကွင်းထဲမှာသူလေးစားအားကြရတဲ့တူဒီတော့ကစားသမားလို့ဆိုပါတယ်။မာတင်နီဟာပွဲရဲ့နောက်ထပ်5မိနစ်မှာဘယ်လိုဖြစ်လာမလဲဆိုတာကိုကြိုတင်ပြီးတော့နားလည်နေတတ်တဲ့လူမျိုးပါ။သူဟာခန်းစင်ပိုင်းမှာအမြဲတမ်းကိုကိုကိုပုံမကောင်းမွန်တဲ့နေရာကိုရွှေ့ပြောင်းနိုင်စွမ်းရှိသူလို့ရိုနီကချီးကျူးပါတယ်။နံပါတ်2နေရာမှာတော့ဘာစီလိုနာအသင်းရဲ့နောက်ခံကစားသမားဂျာရက်ပီကေရှိပါတယ်။လူငယ်ကစားသမားဘဝကမန်ယူအသင်းမှာရိုနီနဲ့အတူကစားခဲ့ပူတဲ့ပီကေကိုသူရတဲ့လေးစားမှုကိုမရဘူးလို့ရိုနီကပြောပါတယ်။ပီကေဟာအမြန်ဆုံးမဟုတ်ပေမဲ့နေရာယူမှန်တယ် ဘောလုံးပေးဖို့နိုင်စမ်းကတော့ခံစင်မှုတွေထဲမှာအကောင်းဆုံးလို့သတ်မှတ်ထားပါတယ်။မန်ယူသင်းကနေဘာစီလိုနာကိုပြောင်းသွားပြီးတဲ့နောက်ပီကေရရှိခဲ့တဲ့အောင်မြင်မှုတွေဟာအမကန်းပါပဲလို့လည်းဆိုပါတယ်။နံပါတ်၁နေရာမှာကတော့တန်တရားဖြစ်စရာမလိုပဲနဲ့ချယ်ဆီသင်းရဲ့နောက်ခံလူဂျွန်တယ်ရီပါ။ရွန်နီကဂျွန်တယ်ရီကိုအကောင်းဆုံးလို့သတ်မှတ်ထားပါတယ်။ပြိုင်ဘက်အနေနဲ့ဂျွန်တယ်ရီနဲ့ရင်ဆိုင်ကစားရတာဟာအဆိုးဆုံးပဲလို့ဆိုပါတယ်။တယ်ရီရဲ့ခေါင်းဆောင်မှုကောင်းမွန်ခြင်းလေထဲမှာတံမာပြီးတော့ကျင်းထန်တဲ့ဖြတ်ထုတ်မှုတွေဟာ သူ့ဘေးနားကိုသွားတိုင်းနာကျင်အောင်လှုပ်တက်တဲ့လူလို့တော့သူကဖော်ပြထားပါတယ်။ဘဲချင်းညာချင်းနှစ်ဖက်စလုံးနဲ့ကစားနိုင်တဲ့ဂျယ်ရီရဲ့ဆွမ်းဆောင်ရည်ကိုလူတွေကအသိမဲ့ပြုတ်တဲ့နယ်လို့လည်းရူနီကဆိုပါတယ်။ဒါဆိုရင်ရူနီရဲ့ The Way Rooney Show Pocket ကနေတိကျရတဲ့ထိတ်တန်းခံစမှု၅ဦးဆင်းရင်နဲ့ဒီနေ့ခေတ်ဘောလုံးလောကအပေါ်သူ့ရဲ့အမြင်တွေကိုကြီးစုသွားခဲ့ရပါပြီ။ပေးသက်တော်ရောရူနီရဲ့အမြင်ကိုသဘောတူပါသလား။ဒွန်တယ်ရီဟာမာတင်နီနဲ့ပိုကောင်းတယ်လို့ထင်ပါသလား။ဒါမှမဟုတ်ဆာလီဗန်နဲ့ဂါဘရီယယ်တို့ဟာ ဖာဒီနန်ဒိုဗီဒီတိုခင်းနဲ့ရှင်ပြိုင်နိုင်စမ်းရှိနေပြီလားအားလုံးရဲ့အမြင်ကိုကွန်မန့်မှာရေးသားပေးခဲ့လို့ရပါတယ်ဘလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုမပြတ်တမ်းတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့